ဆရာမကိုစားပြီးတော့ပလေးသွားတဲ့မောင်စောဇက်ကားရဲ့စမှာတော့မောင်စောတို့အတန်းထဲကိုအသက်50အရွယ်ဆရာမအသက်ပြောင်းရွှေ့လာခဲ့ပြီး အတန်းထဲကကျောင်းသူကျောင်းသားတွေနဲ့မိတ်ဆက်နေပါတယ်မောင်စောကတော့ဆရာမရဲ့နာမည်ကိုမေးကကျွန်တော်ရဲ့ညီလေးကကြီးတယ်ဆိုတဲ့အကြောင်းမှထည့်ပြီးတော့ပြောလိုက်ပါတယ်နောက်တစ်ခါမှာတော့ဆရာမကသူ့ရဲ့ယောက်ျားဖြစ်သူတမီးဖြစ်သူတို့နဲ့အတူညစာစားနေပါတယ်ဆရာမလည်းသူ့ရဲ့ယောက်ျားရဲ့ရင်ဘက်ကိုနန်းခါ မော်စကိုဒုဖို့အတွက်စ조사ခဲ့ပေမဲ့ယောက်ျားဖြစ်သူကတော့ခွန်နိုင်လို့ပြောလိုက်တာကြောင့်ဆီယမ်မလည်းဖိုးသူဖက်သက်ဖြစ်ကအိတ်လိုက်ရပါတယ်။နောက်တနေ့မှာတော့ဆီယမ်မရေချိုးနေတာကိုမြင်တွေ့ရမှာဖြစ်ပြီးအိမ်အပြင်ဖက်မှာပန်းစည်းကိုလာပြီးတော့ပို့သွားတာကြောင့်ဆီယမ်မလည်းပန်းစည်းကိုထွက်ယူခဲ့ရာပန်းစည်းမှာတော့ပြေးနေတာလေးကအချက်စရာလေးဆိုပြီးတော့ရေးထားတာကိုမြင်တွေ့လိုက်ရပါတယ်။နောက်တစ်ခါမှာတော့အာကစားလုပ်နေတဲ့မောင်စောကို ဆီယာမက တော်တယ်လို့ချီးကျူးလိုက်ပြီးတော့မောင်စောကလည်းဆီယာမကိုအယံမဲ့ကိတ်တယ်ဆိုပြီးပြောလိုက်ပါတယ်ဒီလိုနဲ့ဆီယာမက မောင်စောတရားယံဖြစ်နေတာကိုမြင်တွေ့သွားခဲ့ပြီးမောင်စောကိုဆွဲခေါ်လာခဲ့ပါတယ်ဆီယာမလည်းမောင်စောကိုဟိုဆန်းဒီဆန်းတွေလို့ကအစင်ပြေလာလို့မေးပါတယ်အဲ့ဒီလိုနဲ့မောင်စောကဆီယာမကိုနမ်းဖို့အတွက်လှုပ်တဲ့အချိန်မှာပဲဘေးနားကမသားမလေးကရောက်လာခဲ့တာကြောင့် မောင်စောလည်းပြန်ပြီးတော့လှည့်ခဲလိုက်ရပါတယ် ဆီယမ်မလည်းចောင်းစင်းခါနီးမှာတော့မောင်စောကဆီယမ်မစီကိုသူ့ရဲ့ညီလေးပုံကိုပို့ပေးလိုက်တာကြောင့်ဆီယမ်မတယောက်ရိုးတိုးရွာတော့ဖြစ်သွားပါတော့တယ်။နောက်တစ်နေ့မှာတော့ចောင်းမှာရှမ်းဖြစ်ခဲ့တဲ့မောင်စောကိုမိဘတွေခေါ်ခိုင်းတာကြောင့်မောင်စောရဲ့မိဘတွေကចောင်းကိုရောက်ရှိလာခဲ့ကြပြီး မောင်စောရဲ့အမေဖြစ်သူကဆီယမ်မနဲ့တငယ်ချင်းတွေဖြစ်နေပါတယ်။အဲ့ဒီလိုနဲ့ဆီယမ်မနဲ့မောင်စောမိဘတွေစကားပြောနေကြပြီးမောင်စောကတော့ဆီယမ်မရဲ့ပေါင်ကြားတွေကမြေခွက်ကို ခြေထောက်နဲ့တူးဆနေပါတယ်။ညရောက်တဲ့အခါမှာတော့မောင်စောကဆီယမရဲ့ကားထဲကိုဝင်လာခဲ့ပြီးဆီယမရဲ့နှုတ်ခမ်းကိုဆွဲနှမ်းကပေါင်ကြားထဲကလယ်ခွက်ကိုလည်းလက်နဲ့နှိုက်ပြီးတော့မျက်နှုတ်ပေးနေပါတယ်။နောက်ဆုံးမှာတော့ဆီယမလည်းမောင်စောရဲ့အပွက်အနှိုက်မှာตาရသွားခဲ့ပြီးမောင်စောရဲ့ညီလေးကိုအာမွေးတွေတဝကြီးကိုကျွေးလိုက်ပါတော့တယ်။ဆီယမလည်းအိယာထဲမှာယောက်ျားဖြစ်သူကို ပခုံးလေးကန်ကနန်းခဲ့ပေမဲ့ပုံချိတ်တွေကတော့ မောင်စောမှာမောင်စောဖြစ်နေပါတယ်ဒီလိုနဲ့နောက်တရက်မှာတော့ဆီယမားဖြစ်သူကเจ้าမှာမောင်စောရေချိုးနေတာကိုချောင်းကြည့်နေခဲ့ပြီးစိတ်ကူးထဲမှာမောင်စောနဲ့ပျော်ပါးကဆော့ကစားနေတာကိုမြင်ရောင်နေပါတော့တယ်ဒီလိုနဲ့ဆီယမားတယောက်မောင်စောရဲ့အိမ်ကိုရောက်ရှိလာခဲ့ပြီးတငယ်ချင်းတွေနဲ့စကားပြောနေကြစဉ်မောင်စောလည်းရောက်လာက ရေချိုးမယ်ဆိုပြီးအိမ်ပေါ်ကိုတက်သွားပါတယ်ခဏချာမှာတော့ဆီယမားဖြစ်သူလည်းတန့်စင်ကန်သွားကျင်တယ်လို့ဆိုပြီးတော့ မောင်ဇော်ရေချိုးနေတဲ့အခန်းထဲကိုဝင်လာခဲ့လိုက်ပြီးမောင်ဇော်ရဲ့ငရှင်ကိုဖမ်းကခန္ဓာကိုယ်ကိုပတ်နှမ်းလိုက်ပြီးတော့အနမ်းတွေကျမ်းပြလိုက်ပါတယ်ဆရာမဖြစ်သူကအိမ်ဘော်ဒီတက်ပြီးတော့ကျမ်းပြလိုက်တာကြောင့်မောင်ဇော်လည်းကြောက်သွားခဲ့ပြီးနောက်နေ့ကစလို့ဆရာမပို့တဲ့စာတွေကိုပြန်ပြီးတော့ reply မပြန်ပဲထားလိုက်ပါတယ်ဆရာမဖြစ်သူလည်းမောင်ဇော်ရဲ့ငရှင်ကိုဆွဲသွားပြီးဖြစ်တာကြောင့်မောင်ဇော်မှမောင်ဇော်ဖြစ်နေခဲ့ပြီးမောင်ဇော်ကတော့သူ့မှာချစ်သူရှိကြောင်းပြောလိုက်လို့ ဆီယမားဖြစ်သူလည်းမဲပြုံးလေးပြုံးနေလိုက်ရပါတယ်။နောက်နေ့မှာတော့ဆီယမားဖြစ်သူကမောင်စောရဲ့ဖုံးကိုခိုးကြည့်ခဲ့ပြီးတော့မောင်စောရဲ့ကောင်မလေးကိုတုံးလုံးရိုက်ထားတဲ့ပုံတွေကို သူ့ရဲ့အကောက်စီကိုခိုးပြီးတော့ပို့ထားလိုက်ပါတယ်။ဆီယမားလည်းမောင်စောရဲ့ကောင်မလေးနဲ့တွေ့ဆုံခဲ့ပြီးကောင်မလေးကသူ့ရဲ့ကိုတုံးလုံးပုံတွေလိုင်းပေါ်မှာပြန့်နေခဲ့တာကြောင့်ငိုနေခဲ့ပါတယ်။တကယ်တော့ဆီယမားဖြစ်သူကသူ့ကိုယ်တိုင်ပဲတဝင်းတူလာကြောင့်ပုံတွေကိုလိုင်းပေါ်မှာတင်ခဲ့တာဖြစ်ပြီးတော့ तू မလုပ်တယ်လို့ ਨੇ ပဲမောင်စောကစိုးကြောင်သူထက်သားတဲ့လူနဲ့ထိုက်တန်ကြောင်ဆိုပြီးတော့ကောင်မလေးကိုသွေးခွဲနေပါတယ်ဒါပဲမလဲမောင်စောတို့ချစ်သူနှစ်ဦးကအစဉ်ပြေနေခဲ့ကြပြီဘာမှမဖြစ်တော့ဘူးဆရာမလည်းတွေ့သွားခဲ့ပါတယ်နောက်နေ့မှာတော့ဆရာမဖြစ်သူလည်းအကြံကုန်ဂလုံးစားချက်ဆိုတဲ့အတိုင်းမောင်စောကို ကားထဲခေါ်ကသူ့မှာကိုဝင်ရှိနေပြီဖြစ်ကြောင်းပြောကဓာတ်မှန်ရိုက်ထားတဲ့ပုံကိုပြလိုက်ပါတယ်မောင်စောကတော့အသက်90အရွယ်ဆရာမနဲ့ နှစ်ပါးသွားရတော့မဲ့ဂိမ်းကိုမြင်ပြီးတော့ငိုနေခဲ့ပါတယ်။အဲ့ဒီလိုနဲ့ဆီယာမကမောင်စောကိုအတူရင်ဆိုင်မဲ့ပြောပြီးတော့အတင်းရောဆိုရောတိုးကမောင်စောရဲ့ငရှင်ကိုဖမ်းကန်လိုက်ပြီးတော့အနန်းတွေအတိုးကြကရှီရှူရှဲရှဲနဲ့ဆွဲပါတော့တယ်။ဒါရင်မကသေးပဲဆီယာမဖြစ်သူလေမောင်စောရဲ့အပေါ်ကို တက်ကတက်ကလုတ်တက်ကလုတ်တွေအော်ပြီးတော့မြင်းမစီးပြလိုက်ပါသေးတယ်။နောက်တစ်ခါမှာတော့เจ้ามาเสี่ยม้าဖြစ်သူเนี่ยเจ้าตามุสกุดูတဲ့အเจ้าကပြန်သွားခဲ့ပြီး မောင်စောရဲ့အမေကလည်းတည်သွားခဲ့တာကြောင့်သူ့သားနဲ့မပတ်သက်ဖို့အတွက်ဆရာမကိုတတိပေးလိုက်ပါတယ်။အဲဒီလိုနဲ့ဆရာမဖြစ်သူလည်းကျောင်းကတာဝန်ရှိသူတွေကိုတောင်းပန်လိုက်ပြီးတော့လမ်းမှာရေခဲကြောင်းဆုပ်ပြနေတဲ့မောင်စောကိုတွေ့လို့နှုတ်ဆက်ကကျောင်းကနေပဲထွက်လာခဲ့လိုက်ပါတယ်။